မြန်မာနဝချန်နယ်ကိုအဆင့်တစ်ဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအလုံးမေးမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးရနေပြီးတော့ပရလောကနဲ့ဂမ ్య ဇလားကောင်းလေးတွေကိုနှိစီရွေးချယ်တိဆက်ပေးနေပါရယ်။ဒီကိစ္စမှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့ဘိုးတော်ပင်နဲ့ချိန်ချောင်းမှာမိဝါဇလံအပိုင်းတစ်ကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါရယ်။ဖိုးတာထူဖိုးတာထူအလုံးဝတဲ့ဖိုးတာထူ ဖိုးတာထူကဝမ်ပူပူမိသားငယ်နဲ့တူတာဖြစ်သူချော့မော့နေရဲ့မိခင်တယောက်ရဲ့အတဟာမောင်မောင်မဲမဲချောင်းဝဲထဲမှာပြန့်လွင့်လို့နေတယ်ဒီအတန်းကိုကြားရင်ဖြင့်ချောက်ဘက်ဒက်စီလင်းပတ်လာတာတဲ့လူရဲ့နှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်ပြီးကိုတုမင်းတို့ငါပြောပါတယ်ကြိတ်ချောင်းကိုမလာခြင်းမအောင်ဆိုတော့ကွာလင်းပတ်စင်ကြီးကလည်းစောက်ပြီးပြီးတောက်ပြဒနာတော့တက်ပြီးမင်းကလည်းကွာဘာလို့အဲ့လောက်ကြောက်နေရတာလဲ။ သူ့ဘာသာတချင်းဆိုနေတာ။အတန်းကပို့ပြီးနှီးလာပြီဟ။တကယ်ပါပဲ။ငါတော့ကြောက်နေပြီကွာ။ရွာလူတွေကတော့ပြောတာကွာ။နေလေနေခင်းလာတော့ဘာမှမထူရနဲ့။ငါလည်းအခုအချိန်လာတာ။ကိုတူးနဲ့မဝိုင်းအမိရတဲ့လူရဲ့နှစ်ယောက်တယောက်နဲ့တယောက်ပူပူကက်ကက်ထိုင်ကကြောက်ကြောက်လန့်လန့်နဲ့တီတူစကားဆုံနေတယ်။ကိုတူးနဲ့မဝိုင်းတို့ဟာဝေဘူးရသားတွေဖြစ်ပြီးတော့အကြောက်လန့်ကင်းတဲ့လူရဲတွေပဲဖြစ်ကြပါတယ်။ သူတို့ဟာတခြားသောရွာသားတွေရဲ့ပြောစကားကိုဂရုမစိုက်ပဲချိန်ချောင်းမှာဆင်ထိုးလို့လင်းပတ်လာခံကြတယ်။လင်းပတ်ဆိုတာအပြာရောင်ငါးဖန်ပိုက်တစ်မျိုးကိုဆင်ထိုးပြီးတော့ရည်စည်းအတိုင်းခံထားပြီးငါးကြီးငါးတိနဲ့ငနုတ်ငဖွဲတွေကိုငါးရှာကြခြင်းဖြစ်ပါတယ်။အခုတော့ကိုတူးနဲ့မဝိုင်းပြဿနာတက်ချပြီ။တယောက်တလဲအိပ်ရင်လင်းပတ်ထရငါးတွေကိုပကံလုံးတစ်လုံးနဲ့ခတ်နေရကညတကောင်ရဲ့အချင်းချောင်းဖြားကလေးချွနေတဲ့ မိမတယောက်ရဲ့အက်ကွက်ကွက်အတန်ကိုစတဲ့ကြားလိုက်ရတာကြောင့်မင်းကလေးရဲ့အတန်ကသူ့လိုနဲ့နီးလာလိုက်ဝေးသွားလိုက်နဲ့အတော့ကို၆ချောက်ွက်အနေထားမှာကိုတူးနဲ့မဝိုင်းတို့ဟာလက်ထက်ရတံမျိုးကိုချစ်ချစ်ပါအောင်စုတ်ခိုင်းရင်အချင်းချင်းအားပေးစကားပြောလိုက်တယ်။ငဝိုင်းမင်းတအားလေးကြောက်နေပါနဲ့။ဟိုကရုံတောင်ပြသေးတာမဟုတ်ဘူး။ရုံမပြနဲ့ကြောက်တယ်ကွာ။သူ့အတန်ကြီးကနားလုံးကြည့်အောင်တုံးပိထားတဲ့အတန်ကြီး။ဟုတ်တယ်ကွာ။ ိုဖះစာရွတ်လေကွာမင်းကလေတရဖះစာကြောက်တယ်တဲ့ခွေးထဲမှာပဲမင်းနဲ့ငါနဲ့နှစ်ယောက်ပေါင်းတော့ဩဃာတတော်မရဘယ်ကဖះစာကိုရွတ်ခိုင်းနေတာလဲဟုတ်သားအမင်းကတော့ပြောမှုတယ်လူလေးစာတက်အောင်လို့ဖုန်ကြီးကြောင်ပွားတဲ့အခုတော့တောင်းဖိုက်ကျောက်လူမနဲ့ပေါင်းပြီးလို့တရေချောက်တာတော့မှဖះစာမရွတ်တတ်တဲ့ဘဝပါအမေရေကိုတုမင်းအမများငန်းနဲ့ပေါင်းလို့တဲ့မင်းနဲ့ပေါင်းလို့ငါအခုလိုတန်ခါတယ်ဖြစ်နေတာကွာ ကိုတူးနဲ့မဝိုင်းကကြောက်အားလန့်အားနဲ့တယောက်ကိုတယောက်အပြစ်ဆိုနေကြတယ်။လင်းပတ်တလေးရောက်ဖို့မလွယ်တဲ့အနေထားမှာတရေကြောက်လို့ပိုက်ကိုဖြည့်သူတို့မထားခဲ့လို့ဒါကြောင့်90ပေါ်မှာတယောက်နဲ့တယောက်ပုတ်ကပ်ပြီးနေနေကြတယ်။မကြခင်မှာပဲကလေးချော့နေတဲ့မိမတယောက်ရဲ့၆ကက်ကက်အသက်အပြည့်တခိခိနဲ့ရည်နေတဲ့ကလေးငယ်ရဲ့အသံကိုပါကြားလိုက်ရလေတယ်။ဒီအသံတွေဟာတဖြည်းဖြည်းကိုတူးနဲ့မဝိုင်းတို့ရဲ့လင်းပတ်စင်အနည်းကိုရောက်လာခဲ့တယ်။ ်အတန်ကသူတို့အနာကိုကတ်လာတဲ့အတွက်ကိုတူကလက်ထက်ရတက်မီနဲ့အတန်ကြားရစီကိုထိုးကြည့်လိုက်တဲ့အချိန်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စကားတော်မပြောနိုင်ပဲကြောက်ငင်းနေတယ်ရေဆူနေတဲ့သမင်တွေကမျက်နှာကိုဖုံးအုပ်နေသလိုရေဆူအင်းကြီးရေဆူထမင်းကိုဝတ်ဆင်ထားတဲ့မိန်းမတယောက်ဟာဖြူဖွေးပြီးသူ့ရောင်ကင်းမဲ့နေတဲ့သူမရဲ့မျက်နှာမှာမျက်လုံးနဲ့နှာခမ်းတွေကမဲနှက်နေတယ်ဒါအပြင်သူမဟာလာသားရဲ့ကလေးကိုချီထားသေးတယ်ကိုတူးနဲ့မဝိုင်းက သူတို့မြင်နေရတဲ့မြင်ကွင်းကိုအတန်းကြအောင်ငေးကြည့်ပြီးမှရုတ်တရက်ဆိုသလိုနှစ်ယောက်သားဝန်းကနဲမတ်တက်ထရက်ပြီးလေးပတ်စင်ကို ထားရွလို့ဖနှောင်းနဲ့တင်မှာတတားရဲကြအောင်ထွက်ပြေးခဲ့ပါတော့တယ်။ကျန်ခဲ့တဲ့အမျိုးသမီးကတော့အသက်၆ကက်ကက်နဲ့တားချော့တီးတဘုတ်ကိုဆက်လက်ပြီးစိုးနေတယ်။ဝဲဘူးအမေကကြေးရွာလေးရဲ့တောင်ဘက်ဆွဆုံးမှာရှိတဲ့အိတ်တအိတ်မှာကိုတူးရဲ့အိမ်ဖြစ်ပြီးတော့ကိုတူးအိမ်နဲ့တုံးအီကျော်လောက်မှာတော့မောင်ဝိုင်းရဲ့နေအိမ်လေးရှိလိမ့်တယ်။ အခုကိုတူရဲ့အိမ်မှာလူတော်တော်များများရောက်နေပြီငှပြားတက်နေတဲ့အလားဆောင်းကိုခေါင်းမိချုံရင်တအေးအေးနဲ့ညှဉ်းညွနေတဲ့ကိုတူကိုသူ့ရဲ့မိငယ်ကြီးကစိတ်မသက်မသာစွာကြည့်ရင်အိမ်စီတင်းလာမျိုးကြတဲ့ရွာသားတွေကိုစကားဆုလိုက်တယ်။ကျုပ်သားကိုကျုပ်ပြောပါတယ်တော့ကျိတ်ချောင်းကိုမသွားပါနဲ့ဆိုတာကျုပ်တားလို့မရအောင်အခုတော့ဘာလို့လို့လုံးဝမန်းကိုမသိတော့မတ်တီခမည်းသားတွေမဟုတ်ဘူးမမောတင်သားမဝိုင်းမှာအခုလိုဖြစ်နေတာတဲ့ဆရာလေးပါလေပြေးကြပါအောင် မောင်လင်ကိုတော့သွားပြေးခိုင်းတာပဲပြန်မလာသေးဘူးခမရသားအခုပုံစံအတိုင်းဆိုရင်မလွယ်တော့ဘူးကြောက်နေရတဲ့ဇောချွေးပြန်ပြီးတည်တော့မှာဟုတ်ပါတယ်ကိုတူကကြောက်တယ်ကြောက်တယ်လို့အော်ဟစ်ညူသွားနေပြီပူလောင်တဲ့နီးလန်နေကြီးအချိန်မှတော့စောက်ခေါင်းမီးချုံလို့နင်းနေတယ်များမကြတဲ့အချိန်မှတော့အိမ်လေးပေါ်စီရောင်နှောင်းနဲ့လူကြီးတယောက်လွယ်အိတ်ကြီးတစ်လုံးကိုလွယ်ပြီးတက်လာလေတယ်သူ့ရဲ့နောက်မှာတော့လူရွယ်လေးတယောက်ပါလာပြီအဲ့ဒီလူရဲ့လေးကအိမ်ပေါ်ကိုလှမ်းကြည့်ကစကားဆိုလေတယ် လေးကြီးမတင်ကျုပ်ဆရာပြင်လာပြီအေးအေးမောင်လေးဆရာကြီးကြွပါရှင့်ဒေါ်တရအိမ်မော်ကိုတက်လာတဲ့ရောင်နှုံးနဲ့ဆရာကြီးကိုဖိတ်ခေါ်လိုက်တယ်ဆရာကြီးကဘာစကားမှမပြောပဲဥကောက်ကိုညှစ်လို့ဒေါ်တရရဲ့စကားကိုအတိမဲ့ပြုတ်ပြီးအိမ်ဦးခန်းမှာထန်လိုက်လေတယ်အဲ့နောက်ဖះဆင်ကိုရှစ်ခိုးဥချပြီးဆောင်းကောင်းမင်းခြုံထားပြီးတော့တုတ်ရင်နေတဲ့ကိုတူးကိုချိကမင်းကြောက်နေတာတော်သိမီငါဆရာရောက်ပြီကွာကြောက်တာတွေရက်လိုက်တော့ကြောက် ချောက်တာရက်လို့မရဘူးဗျ။တုံတုံရင်ရင်နဲ့ပြန်လဲပြောဆိုနေတဲ့ကိုတူကြောင့်ဆရာကြီးကတစ်ချက်ပြောလိုက်ပြီ။ကဲကဲစောင်းနေကိုဖယ်ပေးလိုက်စမ်း။ရတဲ့အထိဖယ်ဖြစ်။ဆရာကြီးရဲ့စကားကြောင့်ဒေါ်တင်နဲ့ရွာသားတွေဟာကိုတူအတေဖတ်တွင်နေတဲ့ဂျာကမှစောင်းနေကိုဖယ်လိုက်ပါတော့တယ်။ကြောင်ရုံနေပြီးချွေးတွေ ပြက်နေတဲ့ကိုတူကိုဆရာကြီးကရုတ်တရက်လမောင်းကိုဆွဲထုတ်ပြီးထိုင်ခန်းလိုက်တယ်။လူကောင်းထားတဲ့ဆရာကြီးကြောင့်ကိုတူဟာဆွစ်ကနေပေါသွားပြီး ငုတ်တုတ်လေးထိုင်လို့နေနေကအဲ့နောက်မှာတော့ဆရာကြီးကဘေးကလူတွေကိုကြည့်ပြီးတော့ကဲကဲကောင်လေးကိုရေတိုက်ပြီးတော့ရက်တောင်လေးနဲ့ရက်ခတ်ပေးလိုက်ပါအောင်ဟုတ်ကဲ့ဆရာကြီးဆရာကြီးရဲ့စကားအတိုင်းဒေါ်တင်နဲ့ရွာသားတွေကကိုတူးကိုရေတိုက်လိုက်ပြီးရက်တောင်နဲ့ရက်ခတ်ပေးလိုက်တယ်အဲ့ဒီခါကျမှကိုတူးတီလည်းတက်တာပွားတဲ့ပုံပဲဆရာကြီးကကိုတူးကိုကြည့်ပြီးတော့ကောင်လေးကြောက်မနေနဲ့ငါဆရာအောပါရောက်လာပြီဟုတ်ဟုတ်ကဲ့ ဆရာကြီးကိုမြင်လိုက်တာနဲ့ကျုပ်ကြောက်စိတ်တွေတဝက်တတ်တာသွားပါပြီ။ငါဆရာနဲ့တွေ့ရင်အဲ့ဒီလိုပဲဖြစ်ရမယ်လေ။ဒါနဲ့မေဘလို့ကောင်းနဲ့တွေ့လာတာလဲဆိုတာစူစမ်းမအောင်။တိတ်ကိုကြောက်ဆရာကောင်းတယ်ဆရာကြီး။ချိန်ချောင်းထဲမှာကလေးပွေထားတဲ့တရေမတစ်ကောင်ကိုတေးချမြင်ခဲ့ရတယ်။ကျုပ်တင်မဟုတ်ဘူးငဝိုင်းလည်းမြင်ခဲ့ပါတယ်။အေးအေးကဲတရားလာတော့တောက်ရီတစ်ခွက်ခက်ခဲ့စား။ဆရာအောဘကကိုတူပြောတဲ့စကားကိုနားထောင်ပြီးနောက် ရေတစ်ခွက်တောင်းလိုက်လေတယ်။တွတ်တွတ်လက်လက်ရှိလာတဲ့ကိုလွေအမီးရတဲ့လူရတယောက်ကတောက်ရေတစ်ခွက်ခတ်ပြီးဆရာအော်ကိုရိုရိုတေးတေးနဲ့ကမ်းပေးလိုက်တယ်။ဒီခါမှဆရာအော်ကကိုလင်ကမ်းပေးလာတဲ့တောက်ရေခွက်ကိုယူပြီးနှစ်ဖူးတေကအသက်ခတ်တိုးတိုးနဲ့မန်းနဲ့တပုတ်ကိုရွတ်ဆိုပြီးနောက်ကိုတို့ကိုတိုက်လိုက်လိုက်တယ်။ကဲကောင်းလေးဒီရမကိုတောက်လိုက်။မင်းစိတ်ထဲမှာရှိတဲ့ကြောက်စိတ်တွေမရှိတဲ့လောက်ကိုတတ်တာသွားလိမ့်မယ်။ဟုတ်ကဲ့ပါဆရာကြီး ကိုတူဟာဆရာဩဘာပေးလာတဲ့ရင်မန်းကိုတောက်ပြီးဇောချွေးတွေပြက်နေတာတမဟုတ်ချေတက်တာသွားခဲ့တယ်။ဒီကမှာကိုတူတယောက်ရေကွက်ကိုကန်လို့အာအောင်ဝတ်တာစားနဲ့စကားဆိုလိုက်တယ်။ဆရာကြီးကြောက်ရင်လည်းတလက်လက်ဖြစ်ပြီးကြောက်နေတာကောင်းသားပြီဗျ။ကျေးဇူးတင်ပါတယ်ဗျ။ကဲကဲမင်းဟာပျောက်သွားပြီဆိုတော့မင်းတကယ်ချင်းအင်ကိုသွားလိုက်အောင်ပဲ။ဆရာဩဘာဟာအချိန်မဆွဲတော့ပဲထိုင်ရကနေမတ်တက်ထားရလိုက်တယ်။ဒီကတော့တရား ဝင်းဆက်ကူတချို့ယူလာပြီးဆရာဩဘာကိုကတော့လေတယ်။ဆရာကြီးကျမသားလေးအတွက်ပူဆောင်ခဲ့ပါ။ညမှာတော်တော်ပေါ်နေလား။ရှင်။ဒေါ်တေဟာထင်မှတ်မထားတဲ့စကားကိုကြားလိုက်ရတာကြောင့်ဘလို့တုတ်ပြန်ပြောမှမသိဖြစ်နေတယ်။ဆရာဩဘာကသူ့ရဲ့လွယ်အိတ်ကြီးကိုကောက်လိုက်ပြီးနောက်ဘာပြောရမှမသိဖြစ်နေတဲ့ဒေါ်တေကိုထပ်မံစကားဆိုလိုက်တယ်။ငါကဒီလိုပဲပြောတတ်တယ်။စိတ်ထဲမှာထားနေ။နေ့သားတို့အောက်ကူတို့အလုပ်တွေထပ်မလုပ်ရအောင်ထိန်း။ ကြားလာဟုတ်ဟုတ်ကဲ့ဆရာဩဘာဟာအဲ့ဒီလိုပြောဆိုပြီးနောက်သူ့ကိုပေးဆောင်လာတဲ့ကိုလင်ဆိုတဲ့လူရယ်နဲ့အတူမဝိုင်းငိုထွက်ခွာသွားလိမ့်တယ်ဝေဘူးရွာမှာရှိတဲ့ရွာသူရွာသားတွေကရွာအနောက်ဘက်မှာရှိတဲ့ကျိန်ချောင်းစီကိုဘယ်သူမှမသွားရဲကြအောင်အကြောင်းကတော့ကျိန်ချောင်းမှာခြောက်လန့်နေတဲ့တရဲမကြောက်မယ်ကျိချောင်းကိုအမိတဟဲပြုတ်ပြီးဝမ်းစာရှာနေရတဲ့သူတွေကတော့အခက်ကြုံရလိမ့်တယ်။ဒါကြောင့်ငါးများငါးထောင မင်းမတိုင်နဲ့ငါးခိုင်းထောင်ပြီးအသက်မွေးရတဲ့သူတွေအဖို့အခက်ကြုံရလိမ့်တယ်။အကြောင်းကတော့နေကင်းကြောင်တောင်လူပြတ်တဲ့အချိန်မှတော့ရိုးရိုးရိတ်တိတ်အရေးပြပြီးချောင်းလက်တက်တယ်။ဒီအရေးကြောင့်ဝေဘူရွာကကြိတ်ချောင်းကိုအဓိကထားပြီးဝမ်းစာရှာနေကြတဲ့လူတွေအများစုကစူဝေဘီတံမြင်ကြလိမ့်တယ်။ကိုပြူကျော်ခမားလို့အကြောင်းလည်းမရှိတဲ့လူတော်မပွားရဘူးဆိုတော့ကျွတ်တို့လိုလူတွေအတွက်ကတော့စူဝေမရှိပါဗျာ။အင်းငါဆိုတဲ့ကောင်ကလည်းလက်တွေ့သမားဆိုတာမင်းတို့လည်းအသိ ဒါပေမဲ့လက်တွေကြီးဖြစ်လာတော့ငါလည်းမသွားရတော့ဘူးခမည်းကောင်းကိုချင်းနဲ့နေပြီးရေတနှက်တယ်ဆိုဟုတ်လားဗျမဟုတ်ပဲနဲ့ငါကပြောပါမလားကွာတကယ်အနည်းခံလိုက်ရတာကွာကလေးပိုက်ထားတဲ့တရေမငှက်ခေါင်းတက်နေပြီးရေနှက်တာတော်သေးတယ်အသေးမနစ်လို့ကျုပ်ပြေကြားရတာယုံတော့မယုံနိုင်ဘူးဗျခမည်းကောင်းမသွားရဘူးဆိုရင်ကျုပ်တို့တွေဆိုပြောမနေနဲ့တော့ရွာတောင်ဘက်ဆုံးမရှိတဲ့ဥပြူကျော်ရဲ့နေအိမ်မှာ ိန်ချောင်းကိုအမိတဟဲပြူပြီးတော့ငါးရှာဘားရှာလောက်ကန်စားတောက်နေကြတဲ့ဝေဘူးရောက်ကရွာသားတွေရဝိုင်းဖွဲ့ပြီးဆွေးနွေးတိုင်ပင်နေကြတယ်။အကြောင်းကတခြားမဟုတ်ကျိန်ချောင်းမှာသူတို့ရဲ့လုပ်ငန်းတွေပြန်လည်လောက်ကန်နိုင်ရေးအတွက်ဖြစ်ပါတယ်။အဲ့ဒါထောင်းကျွတ်တို့တွေကလဲမရှိရာမရှိဆိုတော့ဒီချောင်းလေးကိုအာကိုပြီးလောက်ကန်စားတောက်နေရတာ။ဒီချောင်းပါမှာအလုံးမလုံးရရဲ့ဘယ်လိုလုပ်ပြီးရည်တည်ကြမလဲ။အဲ့ဒါကိုပြောတာပေါ့။ကျွတ်တို့တွေတစ်ခုခုလုံးမဖြစ်တော့မယ်။ကျုပ်တွေးထားတာရှိတယ်။ ကိုတူးနဲ့မဝိုင်းကိုကုပေးတဲ့ဆရာကြီးကိုအခုညတောင်းချင်ရော။ဘာလဲလွင်ဆိုးရ။လွင်ဆိုးအမိရတဲ့လူရဲ့ရဲ့စကားကိုတခြားသောလူတွေကနားမလည်လို့ပြက်မေးလာတယ်။ဒီခါမှလွင်ဆိုးကသူစဉ်းစားထားတာတွေကိုတေချာရှင်းပြလိုက်လေတယ်။ဒီလိုပြကိုလင်ပြစ်လာတဲ့ဆရာကြီးကိုသိတယ်မဟုတ်လား။ရောင်နှုံးနဲ့ဆရာကြီးကိုပြောတာလား။ဟုတ်တယ်။ဆရာကြီးဥဩပါတဲ့။ကြောက်ထင်တော့ तू ကကျိန်ချောင်းကတည့်ရမအောင်နှိမ့်နေနိုင်မှာပဲ။ သူကအောက်ကုသို့လောက်တာမကြိုက်ဘူးတဲ့လေကွာငါတို့လိုအောက်ကုသို့အလုံးနဲ့အတံဝဲဝမ်းကြလောက်ရတဲ့သူတွေကိုကိုညီပေးပါမလားအဲ့ဒါတော့ပြောချင်သိရမှာပဲလေဒီတိုင်ဘာမှမလောက်တာတဲ့ဆိုင်ကျုပ်ပြောသလိုလောက်တာကောင်းမလားလို့မင်းပြောတာလည်းမစိုးပါဘူးခုဆိုချိန်ချောင်းတရေမှာပူချမ်းလာပြီကွာဟိုးတော့အတံမဲပေးတာအခုကိုထင်ပြောက်တင်မကောက်ခြေထောက်နဲ့ပါနင်းနေပြီတော်ကြခိုချုံမတက်ဘူးလို့ပြောမြအောင် အဲ့တော့ငါတို့ထဲမှာအကြီးဆုံးပြီးတော့တဘာအရေးဆုံးဥပြုကျော်ပဲဆုံးဖြတ်ပါစီကွာလူရဲ့တယောက်ကအဲ့ဒီလိုဆိုလေတော့တခြားလူတွေအားလုံးကလည်းသဘောတူကြလိမ့်မယ်ဒါကြောင့်ဥပြုကျော်ကခေါင်းကိုတဆက်ဆက်ညှိပြီးစကားဆိုလိမ့်တယ်อืมဒုရီယာလည်းဒီချိန်ချောင်းလေးမှာပဲအတမွေးဝမ်းကြောင်ပြုတ်နေရတာလေရလည်းမရှိရာလည်းမရှိဆိုတော့ဝါစာရဖို့ဒုရီအလောက်ကို လုံနေရမှာအဲ့တော့ဟုတ်သည်ရှိမဟုတ်သည်ရှိ လွင်ဆိုးပြောသလိုဆရာကြီးကိုပြေးပြီးတရေမအကိုချောင်းဝင်နှိမ်ကြတာပေါ့ကောင်းပါလေညပူစော်ကပေးရမယ်ဆိုရင်ကျုပ်တို့တွေတက်နိုင်သလောက်စုပြီးပေးကြတာပေါ့ကောင်းပါလေလေကဲဆရာကြီးကိုပြေးမို့လွင်ဆိုးမင်းနဲ့မြတောင်းတော့တာဝန်ယူလိုက်ကြလားဥပုကျော်ကအဲ့ဒီလိုတာဝန်ပေးလေတော့တာဝန်ပေးချေခင်ရတဲ့လွင်ဆိုးနဲ့မြတောင်းတို့နှစ်ယောက်ကတက်တက်ကြွကြွပဲပေးအပ်လာတဲ့တာဝန်ကိုယူပြီးတော့ဆရာကြီးဥဩပါနဲ့အဆက်အသွယ်ရှိတဲ့ ကိုလွေရဲ့အိမ်ကိုသွားဖို့လွန်စိုးနဲ့မြသောတို့ပြင်လိုက်ကြပါတော့တယ်။ကိုလွေရဲ့အိမ်ကရွာမြောက်ဘက်မှာရှိတာကြောင့်လှဲလန်းအတိုင်းမသွားတော့ပဲအိမ်ကျိုးအိမ်ကြားလမ်းလေးအတိုင်းသွားလို့တော့များမကြခဲ့အချိန်မှာကိုလွေရဲ့အိမ်ကိုရောက်ရှိလာခဲ့တယ်။ကိုလွေဟာသူ့တို့နဲ့ရွယ်တူလက်ဖြစ်ငယ်တငယ်ချင်းတွေလည်းဖြစ်ပြီးအခုကိုလွေကသူ့ရဲ့အိမ်နောက်ဘက်မှာရှိတဲ့နွားတင်းကုန်းမှာနွားစာကျွေးနေတယ်။သူကအပေါင်းအသင်းဖြစ်သူလွန်စိုးနဲ့မြသောကိုမြင်တော့နွားစာကျွေးနေရင်ကလှမ်းပြီးနှုတ်ဆက်တယ် ဟေးမြတ်တော့နဲ့လွယ်စိုးပါလားကွအဲရောက်မှထိုင်နေကြကွာငါဖွဲလေးပတ်လာအောင်မယ်အေးအေးကိုလင်ရေငါတို့အဲရောက်မှစောင့်နေမယ်အကြီးနဲ့ဦးကြီးရောမတွေ့ပါလားအေးဟုတ်တယ်အဘနဲ့အမကရွာဦးကြောင်သွားတယ်ကွာကိုလင်ကအစင်ပြေတဲ့လက်ရှိရရှိမိသားစုဟာပေါက်ဖွားလာတဲ့ဆိုပေမဲ့သူဟာလက်ရှိရရှိဆိုပြီးမနာကြီးတဲ့စိတ်ထားမနေပဲအစင်ပြေတဲ့သူတွေကိုကိုညီတက်တဲ့ပရာဟိတစိတ်ထားရှိသူဖြစ်ပါတယ် လူလူလိုသားမြင်ပြီးတခြားသောဂုံပကတနာတွေကိုအလေးမထားသူတယောက်လည်းဖြစ်ပါတယ်။ကိုလျာသူ့ရဲ့နွားစာချင်းနဲ့နွားစာတွေအပေါ်ခွဲနှုတ်တွေပတ်ပေးပြီးတော့အိတ်အောက်မှာရှိတဲ့ဇပွဲတက်လျက်မှာထားနေတဲ့လွေဆိုးနဲ့မြတောင်းလို့ရှိကိုသွားလိုက်လေတယ်။မင်းတို့ကောင်တယောက်ထူးထူးဆန်းဆန်းငါ့ရဲ့လာလို့ပါလားကွ။အေးဟုတ်တယ်ကိုလျာမင်းရောအကူအညီလေးတစ်ခုလောက်တောင်းချင်လို့ကွ။ပြောစမ်းပါအောင်ဘာအကူအညီလဲ။ငါတက်နိုင်တာဆိုကိုကြီးမဲ့လေ။ မင်းတက်နိုင်မှာပါကွာတခြားတော့မဟုတ်ဘူးငါကောင်ရမင်းဟိုတလောကပြင်လာတဲ့ဆရာကြီးကိုပြင်ချက်လို့ဘယ်သူဘာဖြစ်လို့လဲကွာပြောစမ်းမအောင်ဘယ်သူဘာမှမဖြစ်ဘူးဟေ့ကျင်ချောင်းကတယင်းမအောင်နှိမ့်ထုတ်ခိုင်းမလို့ကွာကိုလင်ဟာလွေးဆိုးရဲ့စကားကြောင့်တူတူဝဝဖြစ်သွားပြီအဲ့ဒါတော့ဆရာကြီးကလောက်ပါမလားမသိဘူးလောက်ပါကွာဆရာကြီးကိုညီအောင်ပြောပြပါလားမင်းသိပါရဲ့ကွာ တို့တွေဆိုတာကြိတ်ချောင်းကိုအမိတဲဟဲပြုတ်ပြီးတော့မှလောက်ကန်စားတောင်းနေရတာလေအခုကြိတ်ချောင်းကမသွားရတော့ဒုရသားတွေတဲပြီးဒုက္ခရောက်ရတယ်ကွာမင်းတို့ကလည်းကွာသူတို့ဘာအသက်သက်ပြီးပဲစီးပွားရှာတတ်တာလားတခြားအလုပ်လုပ်ပါလားကိုလင်ကသူ့ရဲ့စိတ်ထဲရှိတဲ့အတိုင်းလှုပ်ကနေပြောလိုက်ပြီးမှအပေါင်းသင်းနှစ်ယောက်ကိုအားနာသွားခဲ့တယ်ကိုလင်အဲ့ဒီလိုပြောလိုက်တာကြောင့်မျက်နှာငယ်သွားတဲ့လွေဆူးနဲ့မြတ်တောင်းကသူတို့ရဲ့အခက်အခဲတွေကိုပြောပြလာတယ် မင်းလည်းသိပါတယ်ကွာတို့တွေမှာလဲပိုင်ရပိုင်မှမရှိတာငါလည်းမင်းတို့လိုလဲရလဲလောက်ပြီးနေနေတာပေါ့ကွာဖြစ်မှမဖြစ်နိုင်မယ်မိသေးတဲ့အတိုင်းငါအကြီးဆုံးသားလေအခုအလုပ်လေးနဲ့အဆင်ပြေလို့လုပ်နေရတာပါကွာတခြားအလုပ်ကလည်းလုံးဝမလုပ်တတ်တာနောက်တောင်းတဲ့လွေဆိုးတို့သူတို့နှစ်ယောက်ရဲ့အခက်ခဲတွေကိုကိုလွေကိုတယောက်တည်းလက်ပြောလို့တော့ကိုလွေကသူပြောမိတဲ့စကားတော့နားနာရနေမိတယ်ဒါကြောင့်သူကတငယ်ချင်းနှစ်ယောက်ကိုနှစ်သိမ့်လိုက်တယ် လွင်ဆိုးနဲ့မြတော်မင်းတို့နှစ်ယောက်အကြောင်းကိုငါကောင်းကောင်းသိပါတော့ကွာစိတ်ပူမနေနဲ့ဆရာကြီးကိုငါပြင်မိမယ်လိုက်ခဲ့စေရမယ်ကွာမင်းတကယ်ပြောရလားတကယ်ဘောကွာမင်းတို့စီကိုတော့ခေါ်မလာတော့ငါဘာသာပဲချိန်ချောင်းကတည့်ရဲမအောင်ရှင်းပြဖို့ပြောမယ်မင်းတို့ကရှင်းခိုင်းနေဆိုရင်တော့သူ့လှုပ်ပေးမှာမဟုတ်ဘူးကွာငါတို့သဘောပေါက်ပါတယ်ကွာမင်းကိုညီပေးတာဝယ်တကယ်ကိုကျေးဇူးတင်ပါတယ်မင်းတို့ကလည်းကွာပြောစရာလူကြီးကြားနေရပဲဟဲ့ကောင်နေ စေဘော်လေးတောက်ကြမယ်မှတ်လားမင်းကလည်းပြောစရာလိုသေးလို့လားကွအေးအေးငါအိမ်ပေါ်မှာတွားယူလာဦးမယ်အဲ့လိုနဲ့လွင်စိုးကသူ့ရဲ့အကြံကအလုတ်ဖြစ်သွားတာကြောင့်ပျော်တပြိုးပြုံးဖြစ်ပြီးညာတောင်းတဲ့အတူတူကိုလွင်ပေးတဲ့စေဘော်လေးကိုတောက်ဖို့စောင့်ဆိုင်နေတယ်ကိုလေးမင်းပြောပုံရဆိုရင်တော့ကျိတ်ချောင်းကတရဲမှမင်းတို့ရောတော်တော်ဒုက္ခပေးနေတာပေါ့ဟုတ်တယ်ဆရာကြီးဆောင်းလေးပါလေးလျှော်ရတာမှချောင်းနဲ့သွားမလျှော်ရဲကြဘူးတရဲမှနေရောညရောအချင်းမရွေးဘူးဗျ အတော်ကိုခြောက်နေတာอืมဒီတရက်မှာအတော်လေးကိုဂျိုကြွနေတာပဲငါတော့ကလေးလေးပိုက်ပြီးမကြွမလို့ဖြစ်နေတယ်ဆိုလို့တနာပြီးလွှတ်ထားတာဒီဟာအတော်ကိုတောင်းကျနေတယ်ပေါ့ဟုတ်တယ်ဗျအတော်ကိုဆိုးတယ်ကျွတ်တို့တရွာလုံးလဲဒီတရက်မှာကြောင့်စိတ်ညစ်နေရတယ်ကိုလေးကသူ့ရဲ့အပေါင်းအသင်းတွေကိုကူညီချင်တာကြောင့်ဆရာကြီးဩဘာကိုကျေချောင်းကတရက်မှာဘယ်လိုပဲပုံစိုးကြောင်ပြောပြပြီးလာပြေခြင်းဖြစ်ပါတယ် ဆရာဩဘာကလည်းထူးထူးခြားခြားကိုလင်းကိုယုံကြည်သူဖြစ်ပြီးချိန်ချုပ်တေးမောင်းနှစ်ထုပ်ဖို့လက်ခံလိုက်လေကဲကဲမင်းတို့ငါတို့သားလို့ခင်နေတယ်ဆိုတော့ငါမင်းပြောတာကိုလက်ခံလိုက်မယ်ကွာလာမယ့်လောက်ဝင်ကြမှာငါဘာသာပွားပြီးနှင်လိုက်မယ်ကြားလားဝမ်းသာလိုက်တာဆရာကြီးရာကဲမင်းလည်းပြန်တော့ငါအဲ့ဒီကြမှာမင်းတို့ပြောတဲ့ချိန်ချောင်းကတေးမောင်းအချိုးချောင်းမေးပြီးတော့နေရာပြောင်းတယ်ပြောင်းပေးလိုက်မယ်စင်ပူတော့နဲ့ကြားလားဟုတ်ကဲ့ အဲ့ဒါဆိုကြုတ်ပြန်တော့မယ်ဆရာကြီးအေးအေးပြက်ပြက်ကိုလေတယောက်ဆရာကြီးဦးအောင်ပါရဲ့ရွာကနေဝမ်းသာအားရပြန်သွားလိမ့်တယ်သူဟာဝေဘူးရွာစီရောက်တာနဲ့လွင်ဆိုးနဲ့အမြတောင်းတို့စီကိုသွားပြီးချိန်ချောင်းကတရဲမအောင်ဆရာကြီးဦးအောင်ပါအကျိုးသိအကြောင်းသိမေးပြီးပြောင်းသိပြောင်းဒါမှမဟုတ်နေသိနေမဲလို့ပြောပြလိုက်တယ်လွင်ဆိုးတို့လည်းဝမ်းသာပါခဲ့တယ်ဒီလိုနဲ့တဆင့်စကားတဆင့်နာနဲ့ဝေဘူးရွာလေးထဲမှာတော့ချေချောင်းကတရဲမကိုနှစ်ထုတ်တော့မယ်ဆိုတဲ့အကြောင်းကပြန့်နှံ့နေတယ် ဖျောက်နေမင်းတို့ကြားလားဆရာကြီးဩပါကြိတ်ချောင်းကတဲရဲမောင်နှိမ့်မဲ့ဆိုပဲကွဟုတ်တယ်ဆရာကြီးကတဲရဲမောင်အချိုးချောင်းမေးပြီးမှနှိမ့်မာတဲ့အေးကွာဆရာကြီးနေတော့ကြိတ်ချောင်းတဲရဲမောင်လည်းနေနိုင်မှာမဟုတ်ဘူးဆရာကြီးဩပါဆိုတာဒီနေ့တကြောမှာနေမယ်ကြီးဟောဒီတဲ့င်းဟာဝေဘူးရအတွင်းတာမကရွာလေးချုပ်ဆက်တွေအထိပါပြက်နှက်သွားခဲ့ပြီကြိတ်ချောင်းမှာနေမယ်ကြီးနေတဲ့တဲရဲမောင်နဲ့ ရောင်တစောင်းနဲ့နံမဲကြီးတွေအထက်လန်းဆရာကြီးဦးဩဘာတို့ထိတ်တိုက်တွေ့ကြမဲ့အကြောင်းကယခုနယ်လေးမှာလူတိုင်းရဲ့နှုတ်ဖျားကနေပြောကြတဲ့သတင်းထုတ်တပုတ်လိုဖြစ်နေခဲ့တယ်။လာခွေညကိုရောက်လာခဲ့လိမ့်မယ်။ဝေဘူးကြသားတွေအတွက်မျှော်လင့်တောင်းတနေတဲ့ညတညလူကြီးလူငယ်လူရွယ်တွေဟာအချင်းချင်းမအိတ်ကြသေးပဲအချိန်လေးနဲ့အထိတီတိုးစကားတွေပြောဆိုနေကြတယ်။ဒီနေ့ကတော့အိပ်ပြောင်မယ်မထင်ပါဘူးတော့။ကြောက်လေအတူတူပဲ။ချိန်ချောင်းကိုဇေးရိုးလို့သွားချိုးချင်တာတော့။ တေးမှကြောက်နေရတာနောက်ဆိုဘာမှကြောက်စရာမလိုတော့ဘူးပွားလို့ရတော့မယ်အေးဟုတ်တယ်ညီတို့သိတဲ့အတိုင်းပဲဟင်းသင်းဟွရက်ကလည်းကြိတ်ချဝင်းကျင်ပါပဲပေါ်တာမှန်လားအရင်ကဆိုရင်အရာသားတော့မှငါးလေးသွားများလို့ဟင်းစားရသေးတယ်အခုတော့ငါမစားရတာအတော်ကြာပေါ့အမျိုးသမီးတွေကအိနီနာချင်းစုဝေးပြီးစကားပြောဆုံနေကြတယ်ကိုလင်လွင်စိုးနဲ့အမြတောင်းတို့ဥပြုချော်ရဲ့အိမ်မှာစုဝေးပြီးမအိပ်ပဲစကားဆိုလေတယ်ကိုလင် င်းတို့တော့တို့တွေတိတ်ပြီးကျေးဇူးတင်နေကွာရပါတယ်ဦးလေးရာမင်းတို့သိတဲ့အတိုင်းပဲတို့ရွာလူတွေကကြိတ်ချောင်းကိုပဲအမိတဟဲပြုတ်နေရတာလေဆရာကြီးရဲ့ကောင်းမှုကြောင့်အဆင်ပြေတော့မယ်ထင်တယ်ကွာအဆင်ပြေမှာပါဗျာဆရာကြီးရဲ့ပညာကိုကျုပ်တို့သိနေတာပဲ哦အဲနောက်လင်းစိုးကရင်းနှီးချမ်းတစ်ခွက်ကိုငှဲ့ပြီးဥပြူကျော်နဲ့စကားဆိုလေးတဲ့ကိုလေးကိုမင်းမြန်လိုက်လေကိုလေးဆရာကြီးကဘာလို့တယောက်တည်းသွားရတာလဲငါတို့ကိုအဖို့ခေါ်လို့ရတာပဲ哦 ကိုညင်ဆရာရှိတာကိုညင်လို့ရတာပေါ့ဆရာကြီးကတစို့ထိုးကြီးကသူပြောတဲ့အတိုင်းပဲလိုက်လို့ရတာအထွတ်တက်မှမကြမ်းနဲ့ငေါ့ရောအေးအဲ့ဒါတော့ဟုတ်တယ်ငါလည်းလက်တွေမြင်မှုတယ်သူကမလိုက်ခဲနဲ့တယောက်ထဲသွားမယ်ဆိုတော့ငါလည်းမလိုက်ရဘူးပေါ့ကွာဆရာကြီးကိုကြည့်ရတာလေအေးစစ်စစ်ပါပဲချိန်ချောင်းကတည်းရမသူ့အတွက်တော့အပြော့ပါအဲ့ဒါဆိုလဲပြီးတာပါပဲကွာငါကတခုခုဖြစ်မှာဆိုလို့လွေစိုးဘာမှတွေးမနေနဲ့ တို့တွေရွာအပြင်မှာသွားဆောင်ကြတာပေါ့မကောင်းလားအေးအဲ့ဒါကောင်းတယ်ခုပြက်လဲရှိတယ်ဆိုတော့အေးလူလူအဲ့လိုရတာပေါ့ကိုလူရဲ့စကားကြောင့်ဥပြုကျော်ကလွဲလို့ကျန်တဲ့လူရဲ့တွေကရွာအပြင်မကြီးပြင်ကြီးတပြေးအောက်မှာရှိတဲ့ခုပြက်ကိုသွားလိုက်ကြတယ်အဲ့ဒီခုပြက်ကချိန်ချောင်းဘက်စီကိုသွားတဲ့လမ်းမှာရှိတဲ့အတွက်ချိန်ချောင်းကိုအသွားပြန်လှုပ်ကြတဲ့သူတွေကိုတက်ပြီးတွေ့နိုင်တယ်တို့ဒီလိုလာတော့တခြားရွာသားတွေလည်းမအိတ်ကြသေးပါလားကွာငါတို့ပဲအိမ်မြောက်ထက်တာ သူတို့လည်းငါတို့လိုပါပဲလားကျေချောင်းနဲ့ကင်းနဲ့ရွာသူရွာသားအခက်ရှာရှာရဲ့ဦးမင်းသိတဲ့အတိုင်းဇေယျရိုးတို့ဓာတ်ရင်ကောင်းညွန့်တို့ဆိုတာကျေချောင်းအထက်ပြားမှာပဲရတာမဟုတ်လားဟုတ်တယ်ငါမေဆိုလဲကျေချောင်းကတဲရဲမောင်နှင်တော့မယ်ဆိုတော့ဝါသားနေတာကွာသူတို့စကားတပြောပြောနဲ့ကိုပြစ်မှာအိတ်တဲ့သူကအိတ်ထိုင်တဲ့သူကထိုင်နဲ့ကျေချောင်းဘက်ကိုမျှော်ကြည့်နေကြတယ်တခါတခါဆူရှစွာအဟစ်နေတဲ့မိမတယောက်ရဲ့အတန်တဲ့တဲ့ကိုကြားနေရတာကြောင့် တယောက်နဲ့တယောက်သတိပေးနေကြတယ်။ကိုလင်ကြားလား။ကြားတယ်မြသောသေးမရအော်ဒါမန်နေမှာကွ။ချိန်ချောင်းနဲ့ဝေးတာတော့မှအတန်ကြားနေရတယ်ဆိုတော့ဆရာကြီးတော့တော်တော်ကြက်နေပြီထင်တယ်။သေးမကတက်တက်လုံနေလို့ပြညာပေးနေတာနေမှာပေါ့။ဟုတ်လောက်တယ်။သေးမတော့ငဲတမ်းပါအောင်အော်နေပြီ။ဒီလောက်ချက်တဲ့သေးမအခုတော့ဒင်းလေးရောက်ပြီ။ကိုလင်တို့အဖွဲသေးမရဲ့အော်ဒါကိုကြားပြီးတော့ဂျင်းနဲ့အားရနေတယ်။ နောက်ထပ်အတန်မကြရတော့တဲ့အခါမှာတော့သူတို့ထင်ရမြင်ရတွေကို ပြောကြပြန်နေတယ်။တရင်မတော့သွားပြီထင်တယ်။အတန်မကြရတော့ဘူး။ထွက်ပြေးသွားရင် နေမှာပေါ့။ဒါမှမဟုတ်ဆရာကြီးကတခါတည်းဘဝပြောင်းပေးလိုက်တာလားမှမသိတာ။အေးတရင်မရန်တော့အေးပြီ။တို့တွေမနေ့ပြန်ငါးရှာထွက်ကြတာပေါ့ကွာ။သူတို့ဟာအချိန်တော်ကြာတဲ့အထိစကားပြောနေပြီးနောက်လေးတဖြူဖြူတက်နေတဲ့ကုပ်ပြစ်မှာသူတို့အာလုံးအိပ်ပျော်သွားခဲ့တယ်။ဟေးကောင်လေးဟေးကောင်လေး ဦးပြုကျော်တယောက်ရွာပြေမကြီးပြေအောက်မှာရှိတဲ့ကိုပြစ်ပေါ်မှာအိပ်ပျော်နေတဲ့ကိုလွင်တို့ကိုနှုတ်လိုက်တယ်။ဦးပြုကျော်ဘာဖြစ်လို့လဲဗျ။မင်းတို့ကအိတ်နေဆရာကြီးကပြန်မလာသေးဘူး။ငါအစိုးကြီးကလေးကရောက်နေတာကွာ။မင်းတို့အေးပြတ်မှာဆိုလို့မနှိုးတာ။အခုနေလဲထွက်ပြီ။ဆရာကြီးဒီလောက်မကြတဲ့မူထင်းနဲ့နော်။ဟုတ်တယ်ဗျ။နေအောင်ထွက်နေပြီ။ဆရာကြီးကညာနေကြီးပြန်လာမယ်တော့ထင်ထားတာ။ဘာများဖြစ်နေလဲမသိဘူး။တို့တွေလာကြည့်ကြမလားကိုလွင်။ လိုက်ရမှာပေါ့ဗျာကျင်တဲ့လူတွေလည်းလိုက်မှာလားလူမျိုးတယ်ဆိုတော့ကြောက်စရာတော့မလိုပါဘူးလိုက်ရမှာပေါ့အဲ့လိုနဲ့သူတို့ကြိတ်ချောင်းစီကိုအားလုံးစုဝေးပြီးလိုက်သွားခဲ့ကြတယ်အချိန်တန်ကြာလမ်းလျှောက်ပြီးတဲ့အခါမှာတော့ကြိတ်ချောင်းကိုရောက်ရှိလာခဲ့ပြီကြိတ်ချောင်းစီကိုရောက်တဲ့အခါမှာသူတို့ဟာချောင်းပေအတိုင်းလက်လက်ကြည့်ရှုကြတယ်ကိုလူရသူပြင်ထားတဲ့ဆရာကြီးဆိုတော့စိုးရိမ်စိတ်ဝင်နေတယ်ဒါကြောင့်လဲအတန်ခက်ကြဲကြဲနဲ့អော်ခေါ်လိုက်တယ်ဆရာကြီးဖြိုးဆရာကြီး ဆရာကြီးဩပါကိုလွေသာမကတခြားသောလူတွေကလည်းဆရာကြီးဩပါရဲ့နာမည်ကိုဩခေါ်နေကြတယ်။ချောင်းယုံအတိုင်းဆံပြီးရှောက်ဝေလာခဲ့တာဝေယုံမင်းမရှိတဲ့60အယောက်တယောက်သောလူတွေကကြောက်လက်တကြား60ကိုလက်ညှိုးထိုးပြီးဩပြောလိုက်တယ်။ဟိုဟိုမလူတယောက်ဟင်ဟုတ်တယ်အဲ့ဒါဆရာကြီးပဲကွာ60မှာသပင်းတွေဖွာလန်ကျဲပြီးလဲကြတည်ဆုံးနေတဲ့ဆရာကြီးဦးဩပါကိုမြင်လိုက်ရတဲ့အခါမှာအာလုံးထိတ်လန့်သွားခဲ့တယ် ရောင်နှုန်းပြပြီးစပင်းတွေရှုပ်ွားကချောင်းရီတိတ်တိတ်မှရင်းနဲ့တည်ဆုံခဲ့တဲ့ဆရာကြီးဦးဩဘာရဲ့အလောင်းကိုကိုလင်းတို့လူရဲ့သူစုတွားရောက်တည်ဆောင်လိုက်ကြတယ်။ဆရာကြီးတော့တည်သွားပြီ။ပေးရင်မှတော်တော်ဆိုးနေပြီပဲကွ။ဟုတ်တယ်။ဆရာကြီးရဲ့အလောင်းကိုမြင်မြတည်ကြရဲ့ဒီချောင်းကနေမြင်မြတ်ပြကြရအောင်။လူရဲ့ရိယာအလောင်းကိုဝါဝင်းတည်ဆောင်ပြီးကြိတ်ချောင်းကနေအလှအမြထွက်ခွာလာခဲ့ကြတယ်။အဲနောက်ကြိတ်ချောင်းနဲ့အတန်ဝေးတဲ့ညောင်မီကြီးရဲ့အောက်မှာ ဆရာကြီးဦးဩဘာရဲ့အလောင်းကိုချထားပြီးတော့တပြေးကိုစီချကစိတ်ညစ်နေကြတယ်။သူတို့တွေမှာပုံပြီးစိတ်ညစ်နေတဲ့သူဟာကိုလေ။ဒီတရေမှာအခုလောက်အစွမ်းထက်နိုင်မလို့ထင်မထားဘူးဗျာ။ဆရာကြီးဟာအခုလောက်ဖြစ်မှမသိဆရာကြီးကိုကြောက်မပိနေပါဘူး။ကိုလေစိတ်လျှော့ကွာ။တို့လေအခုလောက်ဖြစ်နိုင်မလို့ဘယ်သူမှမသိခဲ့ကြအောင်။သိခဲ့လေလူတယောက်အသက်တစ်ချောင်းနဲ့တို့တူရလောအစီအပြေဖို့မလဲပါဘူး။ ကျုံနားလဲပါတယ်ဦးပြုကျော်အထန်လန်းစရာတယောက်လုံးကိုတက်နိုင်တဲ့တဲရဒီကေရှိရလားရရှိလို့ပေါ့ကငါတော့ဆိုရင်တဲရမှာချင်းနဲ့နေပြီးရင်းနေတာငါတော့အသေးမတက်ခဲ့ဘူးကျုပ်ဖြစ်စိတ်ညစ်ပါတယ်ဗျာဘလို့လုံးဝမန်းကိုမသိတော့ဘူးဆရာကြီးရဲ့ရွာကိုသွားပြီးအကြောင်းကြားကြတာပေါ့ကွာပြီးမှတို့တို့လှုပ်ချင်တာကိုလှုပ်ပေးကြတာပေါ့အဲ့လိုနဲ့ကိုလင်းတို့လူရဲ့အဖွဲ့ဟာဆရာကြီးဦးဩဘာရဲ့အလောင်းကိုသူ့ရဲ့ရွာကိုပို့ပေးဖို့ဆုံးဖြတ်ချက်ချပြီး အလောင်းကြီးကိုဝါဝင်တည်ဆောင်သွားခဲ့ကြပါတော့တယ်။ပရိသတ်များရှင့်ဘိုးတော်ပင်နဲ့ချိန်ချောင်းမှမိဝါဇလအပိုက်တစ်ကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိသလို။စာရေးဆရာမောင်တင်ဆန်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင့်။ဒီဇလလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစေထားဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။